ဟာချီရှာကူဆာမဆိုတဲ့ဒီမျိုးသမီးကတော့အရေးရှိပေရှိနေပါတယ်။ဂျပန်နိုင်ငံတောင်ပိုင်းကတဲဆိတ်တဲ့ရွာလေးမှာပဲအရေးရှိပေရှိတဲ့မျိုးသမီးဟာချီရှာဆာကူမှလည်းဖြစ်ပါတယ်။ဒီမှာကတော့ဘယ်သူလဲဆိုတာကိုဘယ်သူမှတိကျကြမသိကြပါဘူး။တချို့သောလူတွေကတော့မကျွတ်လွတ်သေးတဲ့ဝိညာဉ်လူတော်မှပြောကြပြီးတော့တချို့တွေကတော့နတ်ဆိုးတကောင်လူတော်မှပြောဆိုကြပါတယ်။ ဒါပေမဲ့လို့ဒီမှာကတော့တင်းကိုရွေးချယ်လိုက်ပြီဆိုတာနဲ့ဒီမှာရဲ့လက်ထက်ကဘယ်တော့မှထွက်ပြေးလို့ရမှာမဟုတ်တော့ပါဘူး။ဒီမှာဟာအမြဲတမ်းလိုလိုအုတ်ထုတ်အဝိုင်းကြီးနဲ့ဖြူရံကောင်းဝင်ရှစ်ကြီးကိုဝတ်ထားလေးရှိပါသေးတယ်။ဒီမှာကိုလူတွေတတိထားမိတဲ့အကြောင်းရင်းကတော့ဒီမှာရဲ့ရှစ်ပင်ဒီပါရှိတဲ့အရက်ကြောင့်ပဲဖြစ်ပါသေးတယ်။ဒီမှာရဲ့အသားကြီးဟာဆိုရင်တော့ဖြူပွင့်နေပြီးတော့ဒီမှာရဲ့မျက်လုံးတွေကတော့ညအဖောင်လိုမျိုးနမ်းမောင်နေရလို့တော့မှပြောကြပါသေးတယ်။ ီးတော့သူမတင်အနာကိုလာတဲ့ချိန်ကျရင်ပိုပိုပိုးဆိုတဲ့အတန်ကိုကြားရပြီးတော့လူတယောက်စီကကြားရလေးရှိတဲ့အတန်မျိုးတော့မဟုတ်ပါဘူးတင်တာအဲ့ဒီအတန်ကိုကြားရပြီဆိုရင်တော့ဟာချီရှာခူဆာမဟာတည့်ရဲ့အနာကိုရရှိပြီလေဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့တင်ကုန်ယူတင်ပါရင်တင်ဟာသူမစီကရွေးချယ်ခံရတဲ့သူတယောက်ဖြစ်သွားပါပြီ။သူမရဲ့လက်ထဲကနေပြန်လွှတ်နိုင်တဲ့သူဆိုတာတော်တော်လေးကိုမှရှာပါပါပြီ ပြန်လွတ်လာတဲ့သူတွေဆိုရင်လည်းစိတ်ပိုင်းဆိုင်ရာချုပ်ရဲမှုတွေကိုခံစားခဲ့ရပါတယ်။လူကြီးတွေကတော့ရှီဟောင်းအစီအရင်ကကာကွယ်နိုင်တယ်လို့ဆိုပေမဲ့လို့တကယ်တော့အလုပ်မဖြစ်ခဲ့ပါဘူး။အဲဒါကြောင့်တင်တာသူမရဲ့အတန်ကိုကြားရတဲ့အခါမျိုးတွေကြားရင်တော့သူမရဲ့ရွေးချယ်ခြင်းကိုခံခဲ့ရတဲ့သူဖြစ်မလာဖို့အတွက်ပဲဆုတောင်းနေလိုက်ပါ။